ို့သမီးတို့မင်္ဂလာပါဒီချေကတော့ Grapeful မြန်မာစာကိုတင် जा ပေးမယ်ဒီချေမွန်ဖြစ်ပါတယ်ဒီနေ့သားတို့သမီးတို့ကိုဒီချေကပုံမြင်လေးတစ်ပုဒ်ကိုပြပြပေးမှာဖြစ်ပါတယ်အဲ့ဒီပုံမြင်လေးကတော့ဘာပုံမြင်လေးလဲဆိုတော့သင်ငန်းစာ၃စေတနာပုံမြင်မယ်ဖြစ်ပါတယ် ို့သမီးတို့ဒီဘာကြောင့်ဒီပုံမြင်လေးကိုသင်ရတယ်လဲဆိုရင်ဒီပုံမြင်ထဲမှာပါတဲ့စေတနာဤအတိတ်ပဲကိုနားလည်လာမယ်နောက်တစ်ခုကရှေးခေတ်ကသုံးသောစကားအသုံးအနှုန်းတွေနဲ့ယခုခေတ်မှာသုံးသောစကားအသုံးအနှုန်းတွေဘယ်လိုကွာခြားသလဲဆိုတာသားတို့သမီးတို့သိရှိလာမယ်။ဒီခြေကပုံမြင်လေးမစခင်မှာဒီပုံမြင်နဲ့မှပါတဲ့ခက်စစ်စကားလုံးလေးတွေကိုဒီခြေကအရင်ပြပြပေးမယ်။တော်ကစားမင်းကြီးမင်းသားတို့တော်၌အမဲလိုက်သည် ခရီးဦးကျိုးရောက်လာသောဧည့်သည်ကို စီးကျိုးခေါ်ယူသည်ငြိမ်ရှက်စွာနှစ်ချိုက်အားရစွာစားတောက်သည် သုံးဆောင်စားတောက်သည် အရှင်သာဘရင်သားတော်များကိုခေါ်သည့်စကားမျော်လင့်ရည်မှန်းဆောင်စားသည်ဒလောလော အမေးစကားတင်မြတ်တင်လျော်သည်ဘိုးဘေဘိုးဘွားဆွေမျိုးအစဉ်အဆက် နောင်လာနောက်သာသားမြေအစဉ်အဆက်မှတ်သားထိုက်ပြီးစစိတ်တွင် ဆွဲမဲ့ထားသင့်ပေ၏တဘို့ရဲတစုံတူအတွက်သာစီးတော်မြင်ဘရင်မင်းကြီးမင်းသားတို့စီးတော်မြင်စေတနာသူတော်ဘာအကျိုးကိုလိုလားသောစိတ်ကျူးရင်ဝမ်းမြောက်ဝမ်းသာစွာ ပြောဆိုသည်ဒီချေကအခုခက်ဆက်လေးတွေဖပြပေးပြီဆိုတော့ပုံမြင်လေးကိုပြပြတော့မယ်နော် တခါတော့ကအဖို့တယောက်သည်မိမိခြံစည်းရိုးနာတွင်မြေကိုတူးဆွကတရက်ပင်ပေါက်လေးများကိုစိုက်ပျိုးနေလေ၏ထိုအချိန်တွင်အိရှိမင်းသားသည် တောကစားထွက်လာစဉ်ထိုခြံစည်းရိုးအနားသို့ရောက်လာ၏အဖို့လည်းမင်းသားကိုဝမ်းမြောက်ဝမ်းသာခရီးဥစုပြုပြီးလင်လက်ဆက်မွေးကြိုင်ချုံမြိန်နှင့်တရက်တီတို့ဖြင့်အိတ်ခံလေ၏မင်းသားလည်းမြိန်ရက်စွာတုံးဆောင်ပြီးတော့ တရက်တိများတုံးဆောင်ရသည်မှာအလွန်ရသာရှိလာပါပေသည်ကျွန်ုပ်တို့ခုမေးပြသည်ကျွန်ုပ်လာစဉ်က အဖိုးမြည်သည့်အပင်များကိုစိုက်နေပါသည်တရက်ပင်ပေါင်းငယ်များကိုစိုက်ပျိုးနေပါသည်ရှင်သာအဖိုးအသက်မြင်းများရှိပြီနီကျွန်ုပ်အသက်80ရှိပါပြီအဖိုးအသက်သည်မြင်းများဆက်၍ရှည်နေအောင်မည်ဟုထင်ပါသည်ယခုအဖိုးစိုက်ပျိုးသောတရက်တိကိုအဖိုးစားရင်မျောလင့်နေပါသေးသလော မိမိအတွက်အကျိုးမရှိသည့်အလောက်ကိုလှုပ်ချင်းသည်တင့်မြတ်ပါ၏လောယခုတည့်ရက်တီးကိုအပင်မင်းသားစားသုံးနိုင်ခြင်းသည် ကျွန်ုပ်ဤဘိုးဘေးများကစိုက်ပျိုးခဲ့သောကြောင့်ဖြစ်ပါသည်ကျွန်ုပ်အခုစိုက်ပျိုးနေသောတည့်ရက်ပင်ပေါက်များကြီးပြင်းလာသောအခါတွင် ကျွန်ုပ်ဤသားမေးနှင့်နောင်လာနောင်သားများစားသုံးနိုင်ကြပါလိမ့်မည်ထို့သို့အဖိုးအိုကရှောက်လေသော မင်းသားသည်များစွာသဘောကျသဖြင့်အဖိုးအိုဤစကားသည် မှတ်သားထိုက်ပေးသောကျွန်ုပ်မစင်စားမစင်ခြင်းပဲပြောမိခြင်းကိုတိခံပါယနေ့မှစ၍ကျွန်ုပ်သည်တဘို့တဲကို မကြည့်တော့ပါကျွန်ုပ်နှင့်တကွနောင်လာနောင်သားတို့အကျိုးရှိမိအလုပ်မျိုးကိုသာလုပ်ပါတော့မည်အဖိုးအားလည်းပူဇော်ပါရစေထို့သို့ဆို၍အင်းရှင်မင်းသားသည်ဗရမျာလိုစကိုချွတ်ပေးခဲ့ပြီးစီးတော်မြင်းကို နှင်းကရှင်လန်းစွာထွက်သွားလေ၏အဖိုးအိုက ငါစည်နာလျောက်စိုက်ဖြူကိုသောအပင်ကလေးများသည်ယခုလငင်းပင်ဗရံများသည်တီးပေပြီဟုဝမ်းမြောက်ဝမ်းသာကျူးရင်လေ၏ပုံမြင်လေးကတော့ဒါပါပဲကွယ်ဒီပုံမြင်ကိုနားထောင်ပြီးပြီဆိုတော့သားတို့သမီးတို့ဆိုရင်ရောကိုကျိုးအတွက်မကြည့်ပဲအများအချို့အတွက်လွတ်ဆောင်ရမယ်နော်ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲကွယ်ဒီချေရဲ့နောက်သင်ခန်းစာမှာပြန်တွေ့ကြမယ်နော်